တင်မင်လာပါညီကိုရေနော်ဒါလေးကညီဒီနေ့ဖြတ်ထားတဲ့ကြော်လေးပြန်နော်ဖြတ်ထားပဲဆိုတော့ထက်ဒီကောင်လေးကအဲကျွန်တော်ရှိကနေပြီးအခုတရလက်ဆောင်ရပါတာလေးပြန်နော်လက်ဆောင်ညီကန်စားမေးဖောက်ပြီးတဲ့ကြော်လေးပြန်ကြောက်ကညီတို့ကြောက်တလုံးကဒါကသင်္ကန်းစာပေါ်ရနော်ဒါကညီထုံးကြနိုင်ပြန်နော်တက်တိနားရတဲ့အကိုတွေအတွက်ရည်ရွယ်ချင်းမရှိပါဘူးသို့ပေမဲ့ညီတို့တို့လိလနေတဲ့ညီကိုတွေအတွက်ပေါ်ပြန်နော်ကြော်လေးကမပြတ်ခံရုံမပေါက်ဘူးပြန်နော်ရုံမပေါက်ဘူးဒါမှမဟုတ် အဲသူမှအာသက်တခုတော့ရှိတယ်ကြာအဲ့ဒါကဘာလဲဆိုတော့မဖြတ်ခင်ကညီဒီမှာအဲညီပြောလိုက်တယ်ဗျာနော်ကြောက်ကအပဲ့ဗျာနော်အပဲ့မှာသူကဒီဘက်လဲအပဲ့ဒီဘက်လဲအပဲ့အပဲ့မှာလဲညီတို့အရင်နဲ့ပတ်သက်တဲ့လက္ခဏာမလောက်စရာတခွမှမရှိပါဘူးဗျာနော်အပဲ့ကနှစ်ဖက်လုံးနော်ဒီကဒီကညီဟိုတာဖြစ်မှာဆနာကဒီအယောင်တင်တော့မှမန်းလေးပေါ်လာပြီဗျာနော်ဒါပေမဲ့ကျင်းသေးတာကအပဲ့မှာဒီမန်းလေးတော့မြင်ရတယ်ဗျာနော်အဲဒီဘက်ချမ်းမန်းလေးပေါ့ဗျာနော်ဒီမန်းလေးပေါ့ဒီပြီးနေတဲ့မန်းဗျာနော် မကြခင်အော်လို့ကြက်ကမန်းလေးတော့ပါတယ်ဆိုပြီးတော့ဒါကဟိုညီတို့ခင်တန်းတန်းရဲ့ဟိုဆုံးရှုံးမှုပေါ့ဗျာနော်ဘုဟုတုတာလေးဗျာနော်ညီကအဲဟိုတာဖြစ်တယ်ဆိုပြီးတော့ညီကဒီမှာဒီမှာကြောက်ကလည်းညီတို့ဘယ်လိုပြောမလဲဟိုတချမ်းဆောင်ပေါ့ဗျာနော်တချမ်းဆောင်ဆိုတော့ညီကဒီဒီဒီအဆောင်ဆုံးတဲ့နေရာတစ်ကနေခုတ်ပြီးတော့အဒီကကအကြိတ်ဒီမန်းလေးများအလုံးလုံးရင်ဆိုတဲ့အတွင်းနဲ့ပေါ့ဗျာနော်ဒီဘက်ကြောပေါ့ဒီဘက်ပဲကြီးခောင်းမယ်ဆိုပြီးတော့ကြောက်ကဖြတ်ချလိုက်တာဖြတ်ဆက်တဲ့ကြောက်ကထင်မထားဘူးဗျာအထက်မှာမှာအပွက်လိုက်ဗျာ อืมအဲ့တော့ဘာဖြစ်သွားလဲဆိုတော့ကျောက်ကညီတို့ဖြန်းနှန်းတန်းနှန်းမှာဆုံးရှုံးနစ်နာမှုကအရင်များတယ်ဗျာနော်ဒီကောင်ဆိုရင်အမှန်တကယ်ကပယ်ကြည့်ရမယ်ကျောက်ဗျာနော်ပယ်ကြည့်ရမယ်ကျောက်ကိုညီကဟိုလက်ဆောင်လဲပေးထားတဲ့ကျောက်လဲဟုတ်တာရဲ့ဟိုပုံပွင့်နေနေပြောရင်ဒီကျောက်ပေါ်မှာအထင်သေးတာလဲပါတယ်ဗျာနော်ဒါကြောင့်ကျောက်သလုံးကိုညီတို့မဖျက်သေးခင်မှာဟိုအထင်မသေးနဲ့အထင်မကြီးနဲ့ဆိုတဲ့အခြေအနေဗျာနော်ဟိုကျောက်က အာမဖျက်တေကမှာတဘောတစ်ခုနော်အာရေမစေးဘက်ကဆိုပြီးလဲပပတော်တော်တွေမလုံးနဲ့ဗျာနော်ချိုးကြောက်လဲဟာ50ကျောက်ကွာ100ရငွေပေးထားတာဆိုပြီးဖျက်လို့လစ်တဲ့ကျောက်တွေလည်းတပုံကြီးပါဗျာနော်အဲဆိုလက်ဆောင်ပေးတဲ့ကျောက်ကနေပြီးတော့ကိုယ်လည်းထင်မထားဘူးလေထင်ထားရမှာမရှိပဲနော်အပေကလည်းနှစ်ဖက်လုံးမှာကိုရှိုးပဲဗျာရှိုးပဲမှလည်းမလောက်စီကဘာမှမရှိဘူးအသားတော့မရဘူးဗျာပုံဝင်နေနေပြောရင်ဟွန်းဟာဖျက်လိုက်တော့အလုပ်ဖြစ်သွားတယ်နော် အပွက်လိုက်ပြန်နော်အကြီးလုံးဝစီးရပြန်နော်ခုလဲကြောက်ကမတန်တော့ဘူးလားမေးတန်ပါတယ်ဗျာနော်ရောင်စားချက်ကောင်းကောင်းဖြစ်ပါတယ်သို့ပေမဲ့ဆုံးရှုံးမှုပေါ့ဗျာနော်ဒီမန်းနာငဘုံနဲ့ကဒီကြောက်ကတကယ်ဟိုတာဖြစ်ရင်ကျွန်တော်ဒီဘက်ကယူဖြတ်လိုက်မှာပေါ့ဒီဒီနေနမိတ်အဆုံးပါပေါ့ဗျာနော်မန်းကအမှန်ကန်သူဖြောက်ကြလေးတွေဒီစီးသွားတယ်ဗျာနော်ပြီးနေတယ်မန်းက နေကဒီဘက်ကိုစိတ်ပြီးတော့အဓိကကဒီဘက်ပေါ်ပြန်เนาะအဲ့ဘက်ပဲကြီးခေါင်းမယ်ဆိုပြီးတော့ကျောက်ကဒီဘက်မှာလာပြီးတော့အဓိကကလာခဲနေတာပြန်เนาะဒီဘက်ချမ်းပါပါပြင်လိုက်ဆင်းတာပေါ်ပြန်เนาะပြောချင်တာဒီဘက်တော့ပြီးနေတယ်မှန်တယ်လားဒါကညီတို့တုံတိုင်ရောဒါညီတဲ့တက်ပြီးနားလဲလို့တော့မဟုတ်ပါဘူးပြန်เนาะအတွေ့အကြုံနဲ့အတုသက်ကနေပြီးတော့တင်သွားတာပြန်เนาะတချို့ကျတော့ညီတို့ကျိုးဘက်ပါညာဆိုရင်အပေါ်မှာမိထုလို့စိမ့်ပြီးတော့မန်းပတ်ထားတဲ့လက္ခဏာမျိုးတင်ပါတာအခွန်မှန်းကြတော့ညီတို့ ကြောင်းနဲ့ရင်းနှီးမှုရှိတာမှအတော့ဟိုအကျွမ်းတဝင်ရှိလာပြီဆိုလို့ရှိရင်ညီတို့အခွန်မန်းကလည်းသိတာလေဗျာနော်ဒီမှာဒီမှာနော်သူသွားတာဒီမှာပြီးထွက်နေတယ်မန်းဗျာနော်အဲ့မန်းကအလုပ်လုပ်သွားတာဗျာနော်တကယ်နှမျောစရာဗျာနော်နှမျောစရာဆိုတာကဟိုနကူနဲ့ကအဲဟိုလိုမှတီးကန်ရင်တော့ကြောက်ပူပြီးတော့တန်ကြီးရှိတာပေါ့ဗျာနော်ညီတို့ဒီဘက်ကနေခုတ်ချပြီးတော့ပယ်ကြီးဆွဲထုတ်လို့ရတာပေါ့အခုကျတော့ပယ်ကိုခါချမ်းလိုက်တယ်လို့ဖြစ်သွားတယ်ဗျာနော် ဟမ်အကြောက်ရည်တာလုံးဝလှတယ်။နှက်ရည်နေတာလည်းညီတို့အပွင့်ထုတ်လို့ရပါသေးတယ်ဗျာနော်။ဒီမှာဗျာနော်ဒီကောင်ကညီတို့ဒီမှာဒီအနာကလည်းဒီမှာကွန်ဆာလေးနော်ဒီကောင်လေးကကွန်ဆာလေးကွန်ဆာလေးဆိုတော့ဒီအပေါက်တွေလိုက်ရမှာပေါ့ဗျာနော်။ဟမ်ဒီကနေပြီးတော့ခွဲချပါဗျာနော်ခွဲချပြီးတော့နှစ်ပွင့်ထိုင်ပါဗျာနော်။ အဲ့ဒါပဲနော်တင်ကန်းလာပါဗျာနော်ဟိုအမားရေကပဲတင်ကန်းလာယူရမှာဗျာနော် ကြောက်တလုံးအထင်သေးလိုက်မိကြဗျာနော်ဆုံးရှုံးမှုဗျာနော်အသားကြောက်တလုံးမှာဖြန်းထားတနာပြက်လို့ဆုံးရှုံးမှုကမတိတာပဲမှန်အရေးကြောက်တလုံးမှာတကယ်အရေးအသားတဲ့နေတဲ့ကြောက်တလုံးမှာဖြန်းထားတနာကဆုံးရှုံးမှုအရန်နစ်နာတယ်ဗျာနော်တင်ကန်းလာပါဗျာနော်ကျေးဇူးတင်ပါတယ်ငါကိုရီ